ားလုံးပဲမင်္ဂလာပါအနွားဟင်းရဲ့ Facebook နဲ့ YouTube channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့ညတနာရီခွဲမှာတော့ကျွန်တော်တို့ရဲ့ချက်လောက်ဆောင်သော Manchester United နဲ့ Athletic Bilbao တို့ရဲ့ Europa League Semi Final ပွဲစဉ်လေးရှိပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်လေးအကြောင်းကိုပွဲကြုံခံမှန်းတုံသက်ချက်လောရမယ်ဆိုရင်ဒီကနေ့ညပွဲစဉ်ကကျွန်တော်ပြောနေကြစကားအတိုင်းပဲ Manchester United ရဲ့ DR ဒီ Legend Final ၅ပွဲနော်အဲ့ဒီ၅ပွဲကလေးက ဒီကနေ့ရပွဲစဉ်ကဒါတတိယမြောက်ပွဲစဉ်ဖြစ်တဲ့ပထမပွဲစဉ်နဲ့ဒုတိယပွဲစဉ်ကိုကျွန်တော်တို့အနေနဲ့ကောင်းမွန်စွာကြော်ဖြတ်ပြီးပြီဖြစ်တဲ့အတွက်ဒီကနေ့ရပွဲစဉ်ကိုလည်းထပ်မံကြော်ဖြတ်ဖို့အတွက်တော့ညှော်လင့်ထားတယ်ပြန်ဒါပြီးရအောင်မှရှိနေခဲ့တဲ့ကျွန်တော်တို့ရဲ့စတောက်ထားရဲ့ပြင်စမာရဲ့နှစ်ပွဲကိုသာထပ်ပြီးကြော်ပြတ်နိုင်ခဲ့မယ်ဆိုရင်မန်ချက်စတာယူနိုက်တက်နေနဲ့ဒီလောက်ဆိုးရွားဆုတ်ပြတ်နေတဲ့ယာတီတစ်ခုမှဖလားလက်မဲ့အနေနဲ့လည်းဖြတ်တန်းသွားရမှာမဟုတ်သလိုနောက်ယာတီဥရောပဝင်ခွင့်ကိုလည်းပြန်လဲရရှိနိုင်တဲ့ ဖလားဖြစ်တဲ့အတွက်မန်ချက်စတာယူနိုက်တက်အနေနဲ့ဒီကနေ့ညပွဲစဉ်ကောနောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလာမယ့်ပွဲစဉ်ကောကမန်ချက်စတာယူနိုက်တက်ရဲ့အသက်တမျှအနိုင်ကမှုအရေးကြီးပါတယ်နော်အဲ့တော့လက်ရှိပေါကြီးအကြောင်းကိုသွားကြည့်လိုက်ပြန်တော့လေဘီဘာအုံနေနဲ့သူ့ရဲ့အိမ်ဝင်လည်းဖြစ်ပြန်ပြီးတော့လက်ရှိအဲ့ဒီယူရိုပါလိရဲ့ final ပွဲစဉ်ကအဲ့ဒီဘီဘာအုံမြို့မှာပဲကံမှာဖြစ်တဲ့အတွက်သူတို့ကိနေပေါကြီးနေကလည်းကြမ်းနေလက်ရှိစပိန်လာလီဂါမှာလည်းတော်တော်လေးခြေစွမ်းထက်နေရဖြစ်တဲ့အတွက်သူ့အနေနဲ့မန်ချက်စတာယူနိုက်တက်ကိုတည်ရအပြည့်ရှုံးဆိုတဲ့ကြီး ပေးထားပါတယ်ပေါ့နော်နိုင်အပြည့်နိုင်မယ်တေကြရင်အပြည့်ရှုံးဆိုတဲ့ဂျေတီပေးထားတာပဲဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့၃လုံးအပြည့်နိုင်ပေါ့နော်အမှန်တိုင်းပြောရရင်တော့ဒီနှစ်သင်းရဲ့ဂျားမှာအနေထားတွေပါတွေရပြောမယ်ဆိုရင်ဒါတေရပြား90လောက်ဆိုရင်တော့တော်တော်လေးပြင်းနေပြီဖြစ်တယ်ပြီမယ်လေဒါတစ်လုံးတေရအတေရတေးအပြည့်ရှုံးပေါ့နော်အဲ့ဒီဂျေးလောက်ထိပေးထားတယ်ဆိုအမှန်တမ်းပြောရရင်တော့ဒီလိုဂျေးမျိုးပေါက်တဲ့အနေထားမှာမန်ချက်စတာယူနိုက်တက်ကို မယွေးရဲစရာဘာကြောင့်မှမရှိဘူး Manchester United အနေနဲ့ကျွန်တော်တို့အနေနဲ့ဘာကြောင့်မယွေးရဲစရာမရှိသလဲဆိုရင်ဗျာလက်ရှိ United အနေနဲ့တရေကြလို့မရဘူးနိုင်ကိုနိုင်မရလောက်တဲ့အနေဒါမှမဖြစ်မနေကံမကောင်းအကြောင်းမှလာခဲ့ရင်တော့မှပဲတရေထပ်ပို့ပြီးတော့မရှိဘူးဗျာကျွန်တော်တို့အနေနဲ့အလွန်ဆုံးအရှုံးဆုံးတဲ့အရာတွေတခုကိုတွေးထားစရာကိုမလိုဘူးဒီကနေ့ညမှာနိုင်နိုင်မနိုင်တရေဆိုတဲ့အနေထားထိမှန်းလို့ရတယ် ဘာလို့လဲဆိုတော့လက်ရှိ Athletic Bilbao အောက်မှာသူတို့ရဲ့အဓိကကစားသမားလေးဖြစ်တဲ့ Nico Williams ပြန်လာပြီဆိုပြီးမှသူတို့ရဲ့ကိုင်းလေထောက်ပြန်ဖြစ်တယ်ပြီးတော့သူတို့တွေပေါ့နော် carry ပေးနေတဲ့ဒီရသည်မှာ goal twin ချီဆွာနေတဲ့သူတို့ရဲ့ကိုင်းလေကစားသမားဖြစ်တဲ့ကျွန်တော်တို့ဆန်းဆက်လာပါလားမသိဘူးပေါ့နော်အိုက်ကောင်ကပြန်နာသွားပြီဆိုတော့ Manchester United အနေနဲ့ဒီကနေ့ည boys င်ကတော့ဘာပဲပြောပြောတော့နည်းနည်းလေး positive sound လေးလို့ပြောရမယ်ဗျာ United အနေနဲ့အဓိကကစားသမားဖြစ်တဲ့ Leicester နော်လီဆန်ဒရိုမာတီနက်လို့ကစားသမားတစ်ယောက်လက်လွတ်လိုက်ရတဲ့နောက်ပိုင်းမှာ United အနေနဲ့တော်တော်လေးပြာရခတ်သွားသလိုမျိုးပဲသူတို့အနေနဲ့ဒီကကစားသမားလက်လွတ်လိုက်ရတဲ့နောက်ပိုင်းမှာပြာရခတ်ချင်လဲခတ်မှာပဲခတ်ချင်မှလည်းခတ်မှာပဲဒါပေမဲ့တဖက်အသင်းကကစားသမားဒဏ်ရာရလို့ပျော်နေတာတော့မဟုတ်ဘူးကျွန်တော်ဒီကနေ့ညပွဲစဉ်မှာနိုင်နိုင်မနိုင်သိရရမယ်ဆိုတဲ့အကြောင်းပြချက်ကဒီကနေ့ညပွဲစဉ်ရဲ့ဘောထက်လူစင်းမှာဒါကျွန်တော်တို့ရဲ့ D League က ဟယ်ရီအမတ်အော်ဟယ်ရီအမတ်တော်ဖြစ်တယ်အာမတ်ဒီယာလိုပေါ့နော်အာမတ်ကနှစ်ယောက်တော်ဖြစ်နေတော့အာမတ်ဒီယာလိုအာမတ်ဒီယာလိုနေတဲ့ဒီကနေ့ညပွဲစဉ်မှာလက်ရှိဥရောပကိုထွက်ခွာလာတဲ့လူစီနဲ့မှာခုနဒီလစ်ကောအာမတ်ကောနှစ်ယောက်လုံးပြန်လဲပါဝင်လာပြီးဖြစ်တဲ့အတွက်ဒီနေ့ညမှာအများကြီး positive အနေနဲ့အများကြီးအပေါင်းလက္ခဏာအနေနဲ့တွေးထားလို့ရတယ်။ဘာမစိုးဖြစ်သွားနိုင်တဲ့ Barclays Premier တော့မဟုတ်ဘူး။ဘာမစိုးဖြစ်သွားနိုင်တဲ့ Manchester United 3 minutes United အနေနဲ့ကတော့ ဒါမျောလင်းထားမှာပဲပေါ့နော်အဲ့တော့ဒီကလေးကပွဲထွက်လာနိုင်ခြေရှိတဲ့လူစင်းကတော့ခုနပြောတဲ့အိုနာနာပွဲထွက်မယ်ဒီဘက်ချမ်းမှာမာဇရာဝီထွက်မယ်ပြီးတော့ဒီလစ်ပြန်လဲပါဝင်လာတဲ့အနေထားမှာမာဇရာဝီပေါ့နော် let's win back ဆိုတဲ့အနေထားကိုပြန်ပြီးပို့လို့ရတယ်မာဇရာဝီ let's win back ပြန်သွားဒီလစ်အနောက်မှာပြန်ထိုင်ဟုတ်တယ်မလားဒီလောက်အနေဒါဒီလိုပုံစံအနေထားလောက်နဲ့လည်းဗာပဲပြောပြောဆော့လို့ရရဖြစ်တဲ့အတွက်ဒီလစ်ပြန်လာတာကဒါလောက်တန်ရရတာအတွက်နည်းနည်းလေးတော့ကာပါဖြစ်မယ်လို့တော့ မျောလင်းမိတာပဲအလဲမှာဆိုရင် Harry Maguire ရှိမယ်ဒီဘက်ချမ်းမှာ Leslie ကြီးစွမ်းပြနေခဲ့တဲ့ Euro ရှိမယ်ပြီးတော့ဟိုတနေ့ဘက်ကကြီးစွမ်းပြသွားခဲ့တဲ့ Fredrickson ရှိမယ် Luke Shaw ရှိမယ် Doku ရှိမယ် Easy အလဲမှာဆိုရင် Casemiro ရှိမယ် Ukati ရှိမယ် Eriksen Bruno Fernandes Mason Mount တောင်ပိုင်းမှာဆိုရင် Leslie အနေနဲ့ကျွန်တော်ရင်က Ghana ချိုးရှိတယ် ဒီဘက်ချမ်းမှာဆိုရင်လက်ရှိအာမတ်လေးပြန်ပါလာတယ်ဖြစ်တဲ့တော့အာမတ်ကိုရွေးချယ်စရာအနေနဲ့ရှိရဲဆိုပေမဲ့လည်းခုနအာမတ်ကောဒီလီကောနှစ်ယောက်လုံးမှမှာအာမတ်ကိုတော့ပွဲစတာနဲ့တန်းပြီးထုတ်သုံးမယ်လို့တော့ကျွန်တော်နေတော့မယူဆဘူးဗျာဒါအချိန်နေကြည့်ပြီးတော့ပဲဒုတိယပိုင်းမှာထည့်ရလဲဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်ပထမပွဲထက်လူစင်းမှာအာမက်ပါလာပြီးတော့ပဲအနိုင်ရလက်ကိုရအောင်ဖော်ဆောင်ပြီးတော့ဒီမိနစ်60လောက်မိနစ်50လောက်ကြာမှာအာမက်ကိုပြန်အနာပေးတာလဲဖြစ်ချင်းရင်လဲဖြစ်လာနိုင်တာပဲပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိ ဒီဘီဘာအိုကိုထွက်ခွာသွားတဲ့လူစင်းမှာအာမက်ဒီယာလိုတယောက်ပြန်လဲပါဝင်လာတာကယူနိုက်တက်ရဲ့ဘယ်ဘက်ချမ်းမှာတိုက်ပတ်နေတဲ့ဂါနာချိုအတွက်လဲဝင်ဖို့သလိုကျွန်တော်ရဲ့အစ်တီအတွက်လဲတော်တော်လေးမှတော်တော်လေးတော့တထောင်တအားနေတဲ့အားတက်စီခဲ့တဲ့အဓိကတော့အာမက်ဒီယာလိုပြင်ဒီလစ်ပြန်လာတာ positive အဖြစ်ဆုံးပဲပေါ့နော်။ဘာလို့ဆိုတော့ယူနိုက်တက်အနေနဲ့ဒီဘက်ညာဘက်ချမ်းမှာဘာမှရွေးချယ်စရာမရှိဘူးဗျာ။ဒါတော့လည်း နာပါပြီအဲ့တော့လက်ရှိနေနဲ့ Maserati ကိုပြန်လဲရောက်ရှိလာဖြစ်တဲ့ဒီလစ်ကိုပြန်ထားသူ့ရဲ့အရှိန်မှာ Maserati ပြန်နေလို့လည်းရတယ်ဒေါ်ကုလိုကစားသမားမျိုးကိုလည်းဒီအနောက်မှာပဲပြန်ချန်ချန်ဒါမှမဟုတ်ခဏပဲ line ရဲ့အောက်ပြီးတော့ပဲ Let's win back နေရာမှာလူရှောလိုကစားသမားကိုပြန်ထားပြီးဆော့လို့လည်းရတယ်ဖြစ်တဲ့အတွက် United အနေနဲ့ဒီကနေ့ညပွဲစဉ်မှာဗျာဘာပဲဖြစ်ဖြစ်ခုနကကစားသမား2ယောက်ဒါပြန်လာတဲ့ကစားသမားဖြစ်နှစ်ယောက်ဖြစ်တဲ့အာမတ်ကောဒီဒီလစ်ကော2ယောက်လုံးပြန်မလာဘူးဆိုရင်တော့မှပဲလက်ရှိရှိနေတဲ့ကစားသမားတွေနဲ့ United အနေနဲ့ ်ဘီဘာအိုရဲ့အိမ်ခွင်းမှာဒါဘယ်လိုပြောရမလဲကျွန်တော်ရင်နဲ့အရှုံးမဟုတ်ဘူးရှုံးရင်တောင်ပြတ်သားတဲ့အရှုံးမဟုတ်ဘူးဆိုရင်ဘာပဲပြောနောက်ကြော့တွေမှာဒုတိယအကြော့မှာပေါ့နော်အာမက်တေချာပေါ့ပထမ line aggregate နဲ့ပါနိုင်ပြီဖြစ်တဲ့ပွဲစဉ်မှာတော့ဒါအာမက်အနေနဲ့အများကြီးမျှော်လင့်လို့တော့ ဟဲ့ရတာပဲဒါအာမကမျောနေနဲ့ပြန်လာလို့တော့မသိဘူးနည်းနည်းလေးတော့1တာ PT တော့ဖြစ်တော့ဖြစ်နေရဗျာတစ်ဖက်မှာလည်းသူတို့ဒီအဓိကကစားသမားတယောက်ကိုလက်လွတ်ထားရတယ်ယူနိုက်တက်အနေနဲ့အဓိကကစားသမား2ယောက်ပြန်လာရတယ်ဆိုရဲအနေထားမှာနှစ်သိန်းရကြာကွာဟာချက်ကတော့တိတ်ပြီးတော့ရှိတော့မယ်လို့တော့ကျွန်တော်နေတော့မထင်ဘူးအဲ့တော့ဒါပွဲကောင်းတစ်ပွဲဖြစ်တော့လေဖြစ်လာမှာပဲအဲ့တော့ United အနေနဲ့ဘလိုပုံစံနဲ့ပွဲထွက်လာမလဲဘလိုပုံစံနေဖြစ်လာမလဲဆိုတော့ဒီကနေ့ညတနင်္လာပွဲကြရင်ထုံးစံနိုင်မယ်ကျွန်တော်မအနော်ဝဟင်းရဲ့ ကိုဟင်း United ပွဲဆိုတဲ့ Facebook group နဲ့ကျွန်တော်ရဲ့ဒီ Anowise ဆိုတဲ့ Facebook page လေးမှာလာရောက်အတူတူကြည့်ရှုအားပေးလို့ရပါတယ်ပေါ့နော်အဲ့တော့ United အနေနဲ့ဒါ final ပွဲစဉ်၃ပွဲဘာပဲပြောပြောဗျာကျွန်တော်ညဒီ Viva Ogo တော့နိုင်ကိုနိုင်ကျင်တယ်ဗျာဒီကနေ့ညမှာနိုင်နိုင်မနိုင်နောက်တစ်ပတ်ဒုတိယအကြော့ကိုရီးယားအင်ဂျယ် Ultra ဖို့မှာနိုင်အောင်ကန်ပြီးတော့ final ကိုတော့ရအောင်တော့တက်သွားစေခြင်းနဲ့ final ကြမှာဟိုဘက်ကဘိုဒိုကလင်းမတက်လာတက်လာစပါးပဲတက်လာတက်လာသူတို့ပဲဖလားရရကိုပဲဖလားရရအနေဆုံးကတော့ semi final ကြော်ပြီး final နာတော့ရောက်ချင်နေဗျာဟုတ်တယ်မလားဘာပဲပြောမပိုင်အောင်ဆိုရင်တော့မှပဲအနည်းဆုံးနေရာအထိအနည်းဆုံးအရက်ထိရောက်ခဲ့တယ်ဆိုတော့ရာဝတ္ထုတစ်ခုကမပိုင်နိုင်တူတူတော့မှပဲဝမ်းသာစရာတော့ကောင်းပါသေးတယ်ဟုတ်တယ်မလားဟိုအဝေးရက်နေဒုတိယဖြစ်နေရတဲ့အစားရယ်เนาะဒါဖလားကြီးကိုအနည်းတကယ်မြင်ဘူးရဲ့အရာသာတော့ ဘာပြောတော့ပြောရှင်းစရာပိုကောင်းနေဖြစ်တဲ့အတွက်ဒုတိယလူချင်းတူရင်တော့မှာပဲကိုကပိုနီးနီးရောက်ခဲ့တယ်ဆိုတော့အတိတ်ပဲလေးပေါ်ကျင်တဲ့အတွက်ပေါ့နော်အဲ့တော့ final လေးတော့လည်းရောက်ချင်ပါတယ်အဲ့တော့အားလုံးပဲ see you ပါဒီကနေ့ညတနင်္ဂနွေခွဲကြရေးပြန်လည်းဆုံးလေးပါမယ်